ဒီနေ့တော့ဘူဒီလေးကိုငပီလေးနဲ့ကြော်ချက်လေးချက်ပါမယ်ဘူဒီလေးစိတ်ထားပါတယ်ပြီးတော့ငပီလေးနည်းနည်းထည့်ပါတယ်ကြက်တွန်လေးလေးထည့်ပါတယ်အချိုမုတ်စာဆလွင်းလေးနည်းနည်းထည့်ပါမယ်စီလေးနည်းနည်းထည့်ပါမယ်ရှင်အချိုမုတ်လေးရယ်စားလေးရယ်ငပီလေးရယ်ဆလွင်းမုတ်လေးရယ်စီလေးနည်းနည်းရယ်ထည့်ပြီးပြီဆိုရင်တော့တမဝအောင်နေပါမယ် ယူသည့်စိတ်မမတည့်ပါဘူးရှင်။ဘယ်စံကြောင့်မဟုတ်လဲမတည့်ပါဘူး။မပီလေးရကောင်းစားလိမ့်မလို့ချူလို့တက်ပါ။အခုလိုမျိုးလေးနေရနှံ့သွားပြီဆိုလို့ရှိရင်တော့လက်စေးလေးနဲ့နဲ့ထည့်ပြီးတော့တည့်ထားပါမယ်။ရည်ရည်အများကြီးမထည့်ပါဘူး။ခုလိုမျိုးလက်စေးလေးနဲ့ငထည့်ပြီးတော့အဖုံးလေးအုပ်ပြီးတော့တည်ထားပါမယ်။ဆူလာမှမှုပြီးပါမယ်။ခုလိုမျိုးဆူလာပြီးဆိုရင်တော့ ตาလေးຫွေပြီးပါမယ်သူကမီးမြင်းမြင်းလေးနဲ့ထားရင်ပို့ပြီးတော့စားလို့ကောင်းပါရှင်တတလို့စားခြင်းနဲ့ဆိုတော့ငပီလေးမထည့်ပဲခုလိုအရသာလေးနေတာနှက်ထားပြီးတော့ချက်လို့ရပါတယ်ဆက်ကြိုက်တဲ့လူရလည်းဒီစိမ့်လေးကိုညှက်ပြီးတော့ထည့်လို့ရပါတယ်။ ဒါတော့ခလေးလည်းစားမှဖြစ်တဲ့အတွက် ချူလေးပဲချက်ထားတာရှင်ဒီလေးနဲ့ထထည့်ပေးလိုက်ပါမယ်မီးကိုမြင်းမြင်းလေးပဲထားပါတယ်မီးမြင်းမှာပူပြီးတော့အရသာရှိပါရှင်ဒီလီရေလေးခမ်းလာပြီဆိုရင်တော့စားလို့ရပါပြီ ကဲအခုဆိုရင်တော့ဒီလိုမျိုးရေချမ်းစီကံလေးပြီးသွားပါပြီဒီနေထားလောက်ဆိုရင်တော့မီးလေးပိတ်လိုက်ပါမယ်အရန်ကိုလွယ်ပြီးတော့အရန်ကိုစားလို့မနေတံပိုးနဲ့ဟင်းရတစ်ခွက်ဖြစ်ပါရှင့် တချို့ကတော့ရှက်အချောက်ကလေးတွေထည့်ပါတယ်ဘိတ်ဖက်ကတော့တချို့ကတော့ပစွန်ချောက်လေးထည့်ပါတယ်ကျမကတော့ပစွန်ချောက်မထည့်ပါဘူးငပီလေးနဲ့ချက်လိုက်ပါတယ်တက်တက်လို့စားကြတဲ့လူများအတွက်ကတော့ချုံမှုန့်လေးရဲ့စားလေးရဲ့ထည့်ပြီးတော့ချက်လို့ရပါတယ်စီတက်စရာလည်းမလိုပါဘူးညှော်လည်းမညှော်ပါဘူးရှင်အလဲတကူစားကောင်းတဲ့ခမင်းမိန်နဲ့ရှင်နည်းတစ်ခုဖြစ်ပါတယ်ကြည့်ရှုအားပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်ရှင်